ဒီကနေ့9ရက်6လ2025ရက်နေ့မနက်7:00နာရီအချိန်မှာအာရှတော်ဝင်စီယုံကြီးမှာရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့တရုတ်ဆောင်ပွင့်နေဒီမောင်ရဲ့ခင်မွန်ကိုနေကျော်သက်မင်္ဂလာပါပိတ်သက်ကြည့်ရှင်တရုတ်ဆောင်ပွင့်နေဒီမောင်ကတော့အနုပညာလောကမှာနှစ်ပေါင်းများစွာရည်တည်နေတဲ့နိုင်ငံကျော်တရုတ်ဆောင်တစ်ယောက်ဖြစ်ပြီးရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ဗီဒီယိုဇာတ်ကားတွေမှာပါဝင်တရုတ်ဆောင်ခဲ့တယ်လို့ခုနောက်ပိုင်းမှာဆိုရင်လည်းဇာတ်လမ်းထဲတွေမှာပါဝင်တရုတ်ဆောင်လာနိုင်ခဲ့တာလည်းဖြစ်ပါတယ် တရုတ်စာပွင့်နေဒီမောင်ကတော့ပျော်ပျော်နေထိုင်တဲ့သူတအုပ်ဖြစ်ပေမဲ့သူမရဲ့အိမ်နောက်ရေးပွားနဲ့ပတ်သက်ပြီးတခါမှချပြခဲ့ခြင်းမရှိတာကြောင့်ပြည်သက်တွေအနေနဲ့သူမမှာအိမ်နောက်ရှိတယ်ဆိုတာကိုတော့အခုမှသိခွင့်ရခဲ့ကြတာလည်းဖြစ်ပါတယ်တရုတ်ဆောင်ပွင့်နေဒီမောင်ရဲ့ခင်မုံဖြစ်သူကိုနေကျော်တဟောင်းဒီကနေ့9ရက်6လ2025ခုနှစ်မနက်7:00နာရီအချိန်မှာအာရှတော်ဝင်စေယုံကြီးမှာကွင်းလွန်သွားခဲ့ရတာဖြစ်ကြောင်းပွင့်နေဒီမောင်ရဲ့ခင်မင်းရင်းနှီးသူတွေပြောပြချက်အရသိရှိရတာလည်းဖြစ်ပါတယ် ပွင့်နေဒီမောင်ရဲ့ခင်မွန်ဖြစ်သူကိုနေကျော်တက်ဟောင်းနာတာရှင်ယောဂါလိုမျိုးကြီးကြီးမားမားယောဂါခန်းစားနေရတာမျိုးမဟုတ်ပဲရုပ်တရက်ဆိုသလိုကွယ်လွန်သွားခင်ရတာလည်းဖြစ်ပါတယ်ပွင့်နေဒီမောင်ကတော့ပြီးခဲ့တဲ့မေလအတွင်းကမှခင်မုံဖြစ်သူနဲ့အတူသာသနာ့ဘောင်ကိုဝေရောက်ခဲ့တာဖြစ်ပြီးအဝါမှာသီလရှင်တစ်ခါမှမဝတ်ဘူးပဲခင်မုံဖြစ်သူရဲ့အားပေးမှုကြောင့်သာသနာ့ဘောင်ကိုဝေရောက်ဖြစ်ခဲ့တဲ့အပေါ်ပရိသတ်တွေကတော့မှချစ်ချူးနေခဲ့ကြတာလည်းဖြစ်ပါတယ် တရုတ်စာပွင့်နေဒီမောင်ရဲ့ခင်မွန်ဖြစ်သူကိုနေကျော်တက်တရားကောင်းရမွန်ရဘွားကိုရောက်ရှိပါစေလို့ဆုတောင်းမြတ်တာပို့တာပေးလိုက်ရပါတယ်ရှင်။